တန်ကိုပန်တက်ခူရာကပင်ခွာကြမှာခြေတော့ညံပြီးအောင်စင်မရပေတန်လန်းဖြစ်နေတဲ့မိကလေးတို့ကိုဒဝဲမြို့နယ်မိသားတပ်ဖွဲ့ကကယ်ဆယ်ခဲ့ရတယ်လို့သိရပါတယ်။ဒဝဲမြို့ဒဝဲစေဦးကြီးဝင်းထဲမှာရှိတဲ့ကံကိုပင်ပေါ်တက်ပြီးကံကိုပန်တက်ခူရဲ့အသက်၁၂နှစ်အရွယ်မိကလေးကိုမဆေးရဲ့ဒီကနေ့မနေ့၁၇နှစ်ကျော်လောက်မှာကေတင်ခဲ့ရတယ်လို့ဒဝဲမြို့နယ်မိသားတပ်ဖွဲ့ကတောင်းရှိသူတို့ကပြောပါတယ်။ ဲ့ဒီမိလေးဟာဇီဝဒေရဝန်ထမ်းတူရဲ့သမီးဖြစ်ကပန်တေကူရအပင်ကွာကြမှာခြေတော့ညက်နေတာဖြစ်ပြီးတန်ရဆက်တာမျိုးတော့မရှိဘူးလို့ဆိုပါလေမိလေးခြေတော့ညက်နေတဲ့အဲ့ဒီကံကောပင်ရဲ့ကွာဟာမိမိကနေပေ30လောက်အမြင့်မှရှိတာကြောင့်ဒဝဲမြွနဲ့မိသားတပွက်ကကစေးလီကားနဲ့တယောက်ကတင်ခေရာဆမီနီလောက်ကြာမှကဲဆဲနိုင်ခဲ့တယ်လို့ဒဝဲမြွနဲ့မိသားတပွက်စီကသိရပါတယ်ပြည့်ရက်နှစ်နှစ်လောက်ကလည်း ဒဝဲမြို့ကိုဝင်းနဲရက်ွက်ကနေချောင်းဝင်းတခုမှာကွန်တီပင်ပေါ်တက်ပြီးပြမစင်းနိုင်ပဲဖြစ်နေတဲ့အိမ်မွေးကြောင်တကောင်ကိုလေဒဝဲမြို့နယ်မိသားတပ်ဖွဲ့ကကယ်ဆယ်ပေးခဲ့ဖို့ပါတယ်